ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အောက်တိုဘာလတနစာအတွက်ဗုဒ္ဓဘုရားသမီး၊ရာဟုသာသမီး၊ဗုဒ္ဓဘုရားညနေခွာရာဟုသာသမီးများရဲ့လို့သိရှိထားတဲ့နေသာသမီးများအတွက်ကိုတနစာကံကြမ္မာများကိုဖော်ပြပေးမှာဖြစ်ပါတယ်။အရင်ဆုံးအနေနဲ့ကဗုဒ္ဓဘုရားသမီး၊ရာဟုသာသမီးများကျမရှိမှလာရောက်တောင်းဆိုလာတာရှိပါတယ်။စင်တာပိုင်းအတွက်ကို အချစ်ရေးအိမ်တော်ကြီးလေးပို့ပို့ပြီးတော့ကြည့်ပေးပါတဲ့နော်။ အိမ်ောင်ရေးအချီမှာဆယ်လာပိုင်းတွေပို့ပို့ပြီးတော့ထည့်သွင်းပြီးတော့မှတွက်ချက်ပြီးတော့မှဟောပေးပါဆိုပြီးတော့လာရောက်တောင်းဆိုလာတာရှိပါတယ်။ဒါကြောင့်ကျွန်မအနေနဲ့ဘုရားဘုရားသမီးယာဥသားသမီးများအတွက်ဆယ်လာပိုင်းမှာဖြစ်ပေါ်လာမဲ့ကံတရားအိမ်ောင်ရေးကံအချီရေးကံများအဓိကအထူးဟောပြောပြလိုက်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်မရဲ့ဗီဒီယိုလိုက်ကလေးကိုဘုရားဘုရားသမီးဘုရားဘုရားနေဘွားသားသမီးများကြည့်ရှုနေရဆိုလို့ရှိရင်တော့အစအဆုံးလေးကြည့်ပေးပါအောက်တိုဘာလမှာဘုရားဘုရားသမီးများ เนาะဘူရဘူးညနေခွာရာဟုသားသမီးများအချီရေးနဲ့ပတ်သက်ပြီးတော့မိမိတို့အနေနဲ့အပြင်ပန်းကြည့်ရင်တော့လှနေတယ်အချီရေးမှာเนาะအပြင်ပန်းကြည့်ရင်တော့လှနေတယ်ဒါပေမဲ့အတွင်းထဲမှာခြစားတဲ့လူတွေကြိုလဲကြတော့မယ်အနေအထားပေါ်မှာတည်ရှိနေပါတယ်အိမ်တော်ကြီးမှာလည်းဒီတိုင်းပါပဲအပြင်ပန်းကြည့်ရင် အိမ်နဲ့အိမ်ကအရန်လှပါတယ်အတွင်းပိုင်းမှာကြည့်ရင်တော့ကိုနေရာပျက်စီးယူရင်းနေတာဒီနေရာပျက်စီးယူရင်းနေတာ အတွင်းထဲမှာလှိုက်စားပြီးတော့ချစားပြီးတော့မှပျော်လဲနေတဲ့အတွင်းတကယ်နဲ့တည်ရှိနေပါတယ်။ဒါကြောင့်ဒီအော်တိုဘာလမှာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဟောပြောရမယ်ဆိုလို့ရှိရင်တစ်ဖက်ကတော့အရန်တိခံပြီးတော့မှတစ်ဖက်ကအပြင်ဘက်မှာအပြော်ပါမတ်နော်အပြော်ပါဒီမတ်နေမယ်။တငယ်ချင်းမိတ်ဆွေတွေပေါ်များတယ်တငယ်ချင်းမိတ်ဆွေတို့အဓိကဦးစားပေးတယ်ကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုတွေမဲ့လာတယ် အော်ပေါ့ပြက်ပြက်အိမ်ောင်ကြီးတစ်ခုကိုသွားနေတယ်ဒီအနေထားပေါ်မှာရောက်ရှိနေပါတယ်ဒါကြောင့်အတိတ်ကပြောချင်တာကတော့ဘုဒ္ဓဘုရားသမီးရာဟုသာသမီးများဒီလိုကာလရောက်လာပြီဆိုလို့ရှိရင်မိမိတို့အနေနဲ့စိတ်ကိုလှုပ်ချပြီးတော့မှထောက်ပေါက်ပေးလိုက်တယ်လို့မျိုးဒေါသတကြီးတုတ်ပြန်လိုက်မယ်ဆိုလို့ရှိရင်တော့မိမိတို့တတလုံးတိဆောက်ထားတဲ့အိမ်ောင်ကြီးကပြိုကွဲသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီအခြေအနေကိုကြော်ဖြတ်နိုင်အောင်လို့မိမိတို့အနေနဲ့ကတော့ အိမ်မတန်ကိုတိတ်ခံပြီးတော့နေရမှာဖြစ်ပါရဲ့အိမ်မတန်ကိုတိတ်ခံပြီးတော့နေပေးရမှာဖြစ်ပါရဲ့မြင်ရင်လည်းမမြင်ကြအောင်ဆောင်းမင်းကြားရင်လည်းမကြားကြအောင်ဆောင်းမင်းဒီလိုအနေထားပေါ်မှာရောက်ရှိနေတဲ့ကံတရားဖြစ်ပေါ်နေပါတယ်အဲ့တော့အချိန်ရင်းမှာကြာတော့ဒါကတော့အိမ်တော်ကြီးပေါ့နော်အချိန်ရင်းမှာကြာတော့အိမ်မတန်ကိုရှုပ်ထွေးပါတယ်အချိန်ရင်းမှာအိမ်မတန်ကိုရှုပ်ထွေးပြီးတော့မှကြော်ဖြတ်ရမယ်ကံတစ်ခုပေါ်ကြာရောက်နေပါတယ် ဗုဒ္ဓဘုရားသမီးရာဟုသမီးကအပြုလူပြုဆိုလို့ရှိရင်အကြီးအကဲတွေရဲ့စစ်ဆက်ပေးမှုကြောင့်အိမ်တော်ကြာခင်းရှိသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ဒါမှမဟုတ်ရင်မိမိတို့ကိုယ်တိုင်အိမ်တော်ကြာမလို့မျိုးအိမ်တော်ပြုလိုက်ရတာမျိုးတွေကိုရလိုက်ပြေးတာမျိုးတွေနော်စိတ်ကိုထောက်ပေါက်ပေးတဲ့အနေနဲ့အိမ်တော်ပြုချလိုက်တာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်။ဒီအချိန်ဒီကာလမှာအိမ်တော်ပြုမဆိုရင်တော့လုံးဝမကောင်းသေးပါဘူး။ ကျွန်မအနေနဲ့အကြံပေးချင်တာကတော့ဗုဒ္ဓဘုရားသမီးရာဟုတာသမီးဟာဒီအချိန်ဒီကာလမှာလုံးဝအိမ်တော်မပြုပါသေးနဲ့ဦးအချိန်ရင်းနဲ့ပတ်သက်ပြီးတော့မှမိမိတို့အနေနဲ့အရင်စိတ်ရှုပ်တွေးမယ်အရင်စိတ်ညစ်ရမယ်သိခံနိုင်ရမယ်ဒါဆိုရင်ဒီအပေါ်မှာပဲမိမိတို့ရဲ့အချိန်ကြီးကပြန်လည်ကောင်းမွန်လာတတ်ပါတယ်မိမိတို့ရဲ့ပိတ်ဆက်လိုက်တဲ့သိခံမှုတွေကြောင့်ပြန်ပြီးတော့မှကိုယ့်အပေါ်မှာကံတရားမျက်နှာကပေးမှုပြီးပိုက်ဆံရမယ်ကာလတခုဖြစ်ပါတယ် ြောရမှဆိုရင်အချစ်ရေးမှာမကောင်းမှုကိုထင်ထားတာလုံးဝမဟုတ်ပါဘူး။ပြန်လဲကောင်းမှုနားမဲ့အချစ်တစ်ခုကိုပိုင်ဆိုင်ရမှာဖြစ်ပါ။ဥပမာပြောရမှဆိုရင်ဒီအချစ်ရေးမှာတယောက်နဲ့တယောက်ဆက်တွေ့နေပြက်နေတယ်။တယောက်နဲ့တယောက်အဝေးနေတယ်။လုံးဝတည်င်းမကြရအောင်။ဒါပေမဲ့ပြန်ပြီးတည်င်းကောင်းပြီးကြားရတတ်တယ်။ပြန်ပြီးအဆက်တွေ့ကောင်းပြီးပြန်ရရှိလာတတ်ပါလေ။ဒါတော့အချစ်ရေးအိမ်ဆောင်ရေးကိုအဓိကဦးစားပေးပြီးတော့ပေါ်ပြလိုက်ခြင်းဖြစ်ပါတယ်။ဒီမှာနေနဲ့ဘုရားဘုရားသမီးရာဟုကာမီညာရဲ့ ကံတရားလေးကိုဆက်ပြီးတော့ဖော်ပြပေးပါဗုဒ္ဓဘုရားသမီးယာဟုသားသမီးများအော်တိုမာနာမှာမိမိတို့အနေနဲ့မကြုံဘူးလားညကြုံရမယ်ကာလတစ်ခု ဖြစ်ပါတယ်เนาะဒါကတော့မိမိတို့အနေနဲ့ငွေလေအဆက်မပြတ်ဝင်လာတာမျိုးတွေလအဆမှာရငွေကြေးလက်လာပတ်တွေရှင်လန်းလာပါလိမ့်မယ်စုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေလည်းပြန်လဲရရှိတတ်ပါတယ်အလုံးမင်္ဂလာတွေပြုလုပ်ရတတ်တယ် ထမလုံတော့တော့တိတိလေးပဲနောက်တော့လုံလုံနဲ့အလူကအကြီးဖြစ်သွားတာမျိုးကြီးဖြစ်ပေါ်လာတတ်ပါတယ်အဲ့တော့အလူအကြီးကြီးပြုလို့ရတတ်ပါတယ်ကားဝယ်ဖို့ရည်စူးရတဲ့ဘုရမှုသားသမီးတွေကားဝယ်ဖြစ်ပါတယ်ကားကြီးဝင်လာတတ်ပါတယ်ကားနဲ့ပတ်သက်ပြီးစိတ်ချမ်းသာမှုကြီးရရှိတတ်ပါတယ်ဒါပေမဲ့လို့မိမိတို့ရဲ့ရွေးချယ်မှုမှားမှုကြောင့်ကိုရွေးလိုက်တဲ့ကားကခဏခဏပြက်နေတာမျိုးကြီးနော်ဖြစ်တတ်ပါတယ်အထူးကိစ္စဆိုင်ပါ တကယ်တော့ကိုကကားဝယ်မယ်ဆိုရင်ဒီနှစ်ထဲမှာစိတ်သားလုံးဝမစားပါနဲ့စိတ်သားလုံးဝစားလို့မရပါဘူးเนาะဒီကာလမှာဒီပက်လမှာအောက်တိုဘာလမှာစိတ်သားလေးရှောင်နေပါဒီလရင်းထဲမှာ ကိုရဲ့မိတ်ဆွေအပေါင်းအသင်းတွေစိတ်ဝမ်းကွဲပြီးတော့မှမခေါ်မပြောဖြစ်နေတာညဒီပက်လမှာပဲပြန်လဲခေါ်ပြောလာတတ်ပါတယ်ကိုပုံမှာပြန်ပြီးတော့အမြင်ကြီးကြီးလင်းလာပါလိမ့်မယ်အဲ့တော့တခုတော့အကြံပေးခြင်းနဲ့ဒီလိုလရင်းမှာကို့အနေနဲ့ ဘယ်အသင်းအဖွဲ့တွေမှဝင်မပါပါနဲ့လူမွေးကိစ္စရေလုံးဝမလုပ်ပါနဲ့လုံးရင်စိတ်ညာမစိတ်တော့ကရောက်မပြက်မယ်ကြိုက်ခံနေပုံမယ်အဲကြောင့်မို့လူမွေးကိစ္စရေလုံးဝလုံးဝမလုပ်ပါနဲ့နောက်တစ်ခုအလောင်းကစားနှလုံးထိုးတာသုံးလုံးထိုးတာဘောလုံးပွဲလောင်းတာတွေလုံးဝလုံးဝလုံးလို့မရပါဘူးလုံးမိတာနဲ့အကုန်ပါသွားမယ်ကိုရှိတာတွေအကုန်ကုန်သွားမယ်ဒီနေ့ကကောင်းတဲ့ကံလေးပုံမှာကောင်းတာတွေလုံးမကံရကိုပုံမှာပြေးပါပါ တော့ကိုကဒီလာထဲမှာဘာသာရေးကိုကအဓိကထားပြီးတော့လုပ်ပေးပါတေချာပေါ့ရင်းနှီးမြှုပ်နှံတဲ့နေရာမှာအောင်မြင်ဖြစ်တော့မှာဖြစ်ပါတယ်အောင်မြင်မှုရရှိမှာဖြစ်ပါတယ်အနုပညာရှင်လေးဘာသာရေးလုပ်ရင်းနဲ့တွားမယ်ဆိုရင်နာမည်ကုန်တဲ့င်းလေးကြော်ကြားမယ်လာတလာဖြစ်ပါတယ်စက်တွေရရှိတတ်ပါတယ်အဲ့တော့နိုင်ငံရေးသားသွားမဲ့သူတွေဆိုလို့ရှိရင်လည်းလက်ခံတစ်ခုခုဝင်လိုက်တာနဲ့ဟိုအော်တိုနိုင်ငံသားကိုရောက်သွားတတ်ပါတယ်။လူကြီးအကြီးအကဲအာဏာရှိတဲ့လူ ကုလူထောက်ပံ့မှုတွေရရှိတတ်ပါတယ်။အဲ့တော့ဒီနှစ်ထဲမှာငွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအော်တိုဘာလာငွေကြီးလာရင်အတုံးကျန်းလာရင်ရှော့ရမှာဖြစ်ပါတယ်။အဲ့တော့ငွေနဲ့ပတ်သက်ပြီးကုညီမှုတွေပေးမယ်ဆိုလို့ရှိရင်လုံးဝမရပါဘူး။ငွေကုညီပေးလို့မရပါဘူးနော်။အဲ့တော့ကိုကငွေပေးလိုက်တာနဲ့ကိုရှိကိုဝင်လာမဲ့ငွေတွေကရက်တန်သွားတဲ့လိုမျိုးကြီးလက်ပိတ်သွားတတ်ပါတယ်။အဲ့တော့ဘုရားဘုရားသမီးတွေရောက်သားသမီးတွေ52နှစ်အရွယ်ရှိနေတဲ့ သူမျိုးဆိုလို့ရှိရင်ရုပ်ပြည့်လေးပြတ်တတ်ပါတယ်ကျမကြီးဂရုစိုက်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ကတနေ့လာနေညနေ3:00နာရီမှာကျွေခရားကိုအဖြူတလုံးပေါ်မှာ900အမွေကိုအချို့ပေါ့အမွေပေါ့နော်တရာထည့်ပြီးတော့နော်စင်းရဲနံပါတ်တဲ့သူလှုပ်ပေးလိုက်ပါအဲ့တော့အဖိုးကြီးကို ဖျားဥပါရောပြီးတော့လှူဒန်းပေးလိုက်ပါနော်။စင်ရဲနွားပါတဲ့တက်ကြီးရွယ်ကိုအပိုးယူပေါ့။ကိုညာအမွေအချိုတရားလေးထည့်ပြီးတော့ဖျားဥလေးအဖြူရောင်လေးပါလှူဒန်းပေးလိုက်ပါ။အဲ့တော့ဒီကာဏလေးထဲမှာငွေကြေးကိစ္စကြီးကိုကအစဉ်ပြေခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုလက်ထံမှာငွေပြတ်သွားရင်တော့မှငွေထုတ်ပတ်ပြီးတော့ကိုလာပြီးတော့မှကြုံကြည့်မှုတွေပေးလာတဲ့လူမျိုးတော်ပေါ်လာတတ်ပါတယ်။ဒါကြောင့်ငွေကြေးကိစ္စတွေကိုကအကူအညီရခြင်းနဲ့ဆိုလို့ရှိလို့ရှိရင်စိတ်သားရင် အကြံနဲ့ခမင်းနဲ့နေနေပြီးတော့ကိုေးကိုကျွေးပြရမှာဖြစ်ပါတယ်ဒါကတော့တောက်ကြနေညနေဆောင်မှာကျွေးရမှာဖြစ်ပါတယ်เนาะအမေခဏဗုဒ္ဓဘုရားသမီးများညာဥသာသမီးများဒီနေ့ဒီကာလမှာကိုယ့်ရဲ့အညံ့ခိုက်ကလေးပြပြောက်ခြင်းနဲ့ဆိုလို့ရှိရင်ကြာပန်းအဖြူရောင်ကြာပန်းအဖြူရောင်၅ဘွဲ့ကိုယ့်ရဲ့မွေးနေ့တော့ကလေးမှာလှူပေးပါနောက်တစ်ခုကရွှေချီးနှစ်လက်ဖခင်မှာတက်ချေကက်ကလေးလှူပန်းပေးပါเนาะရွှေချီးနှစ်လက်ကိုဖခင်မှာတက်ချေကက်လေးလှူပန်းပြီးတော့မှကိုလိုရာစုတောင်းမယ်ဆိုလို့ရှိရင်เนาะ ဒီနှစ်ဒီကာလမှာအတော်ကိုတန်ကောင်းတဲ့လတလဖြစ်သွားပါလိမ့်မယ်ကဲဗုဒ္ဓဘုရားသမီးများရာဟုသာသမီးများစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒတွေကျေးဝါနိုင်ကြပါစေရှင်